ဘုရားတဆောင်းအကြောင်းကံနေသွားပြီးကြည့်လိုက်ပဲဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိုက်အဲ့ဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်တို့တော့မကောင်းမှုမကောင်းမှုနဲ့ဆိုင်းဘုတ်ထိုးတာများတွေ့ဘူးကြလားအဲ့ဒါဆိုလို့ရှိရင်မကောင်းမှုလုပ်တဲ့လူမရှိဘူးလို့ဒီလိုယူဆရမလားဘယ်သူကကိုများမယ်ထင်တော့ ဒါပြည့်မကောင်းမှုကိုဆိုင်းပုတ်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဘုရားကြောင်းကံတွေကဘူးเนาะအဲ့တော့ကောင်းမှုဆိုင်းပုတ်ကဘုရားကြောင်းကံတွေသာရှိတယ်မကောင်းမှုဆိုင်းပုတ်ထိုးမယ်ဆိုရင်တော်တော်ကြည်ကြည်ပြတ်ပြတ်ရှိတဲ့သဘောရှိတယ်ပေါ့အဲ့လောကမှာအခုမြန်မာလူမျိုးတွေကုသကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသကိုမှတ်တမ်းပြုပြီးတော့ကောင်းမှုကောင်းမှုနဲ့ဖော်ပြတယ် ူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမြတ်ဝေတဲ့သဘောပဲအမြတ်ဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်းပုံညာကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒီမဲ့ပတ္တာပဋိဌာနနဲ့ပတ္တ ानु မောဒနာဆိုတဲ့ပုံညာကိရိယာဝတ္ထု2မျိုးရှိတယ် ပฏิဌာနာဆိုတာပฏิဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနပေးလှူတာပရမကိုယ်ကကုသိုလ်ကောင်းမှုကိုရယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပฏิလို့ခေါ်တယ်အဲ့ဒီပฏิမိမိထံမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနညှဝေပြီးတော့ပေးတယ်ညှဝေပေးဖို့ရအတွက်ဆိုင်ဖို့တွေထိုးပြီးတော့မိသားစုကောင်းမှုဆိုရင်ရှင်းတော့ကတော့ ကောင်းမှုတွေရမထားဘူးဘာထဲရတော့ဆိုနတ်လူသားလူခေါ်စေတော့ဆိုတာလေးထဲတယ်အခုခေတ်မှာတော့နတ်လူသားလူခေါ်စေတော့သိမ့်မပောင်းမပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာအဲ့ဒါလေးထဲမှာအမျှဝေတဲ့သဘောကပိုထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာနတ်လူသားလူခေါ်စေတော့ဆိုတာလေးရေးထည့်ထားလို့ရှိရင် ပဋိဒါနာကုသိုလ်ပေါ့အဲဒီဆိုင်မုတ်လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးပဲတာမန်ဖတ်သွားရင်တော့သူကုသိုလ်ရမှာမဟုတ်ဘူးအေးသူပြန်လှူထားတဲ့ဆိုင်မုတ်ကလေးတွေဖတ်ပြီးတော့ဩတာရုတာရုကုသိုလ်ကောင်းမှုတွေပြုကြတယ်သူတို့လှုပ်ထားတဲ့ကုသိုလ်တွေအလုံးတာရုခေါ်ပါတယ်ဆိုရင်ဖျားဖူးရင်ကုသိုလ်တွေအများကြီးရနိုင်တယ်ပေါ့ဒီတိုင်းသွားလို့ကတော့မရဘူးเนาะ ုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့ဒါကြောင့်မို့ဒါလေးလည်းသတိထားဖို့ပေါ့မြတ်ဗျပြမှာဖရာဘူးသွားကြတယ်ဖရာเจ้าကံနေသွားတိုင်းသွားတိုင်းဆိုင်ပုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်ပုတ်တစ်ခုဖတ်တိုင်းဖတ်တိုင်းသာဓုသာဓုဆိုတာလေးခေါ်ပြီးဖို့အရေးကြီးတယ်အဲ့ဒီလိုခေါ်လိုက်ရင်ကို့မှာဘာကုသိုလ်ရတော့ဆိုပတ္တ ानु မောဒနာကုသိုလ်ကိုခေါ်တယ်သူများပေးဝေတဲ့ ုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့ပုံညာကရိယာဝတ္ထု7ပါးထဲမှာပတ္တနုမောဒနာကုသိုလ်ဖြစ်တစ်ခုအနေနဲ့ရေတွက်ပြီးတော့ထည့်သွင်းထားတာနော်တမန်ပုကုသိုလ်မဟုတ်ဘူး လူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့သောကုသိုလ်ကတော့ရပါရမမတိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုအဲပြိတ္တာကုံရောက်လို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလို့ဒါရုခေါ်ရင်တော့ အမတန်မှထူခြားတဲ့ဘဝတစ်ခုရောက်ရှိသွားနိုင်။ဆာယမဲမဲတောက်ရမဲမဲဖြစ်နေတဲ့ကံမကောင်းအကြောင်းလှလို့ပိတ္တဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ကုကိဆိုရင်တော့တဆေတို့တရေတို့ပေါ့နော်။ကုသကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့သူတို့သာဓုခေါ်လိုက်ပြီးဆိုလို့ရှိရင်သူတို့ရဲ့အယုတ်ဆိုးအကြီးတန်နေတဲ့အယုတ်ဟာနတ်သားနတ်သမီးကိုလို့ချောမောလှပသွားတယ်။ ဝတ်ဆရာမရှိတဲ့ခန္ဓာကိုယ်မှာနဝတ္တံဇာရိယနေဆရာမရှိလို့ဟိုအမိုက်ပုံနာကတ်ဒီအမိုက်ပုံနာကတ်ဟိုခြုံညာတို့ဒီခြုံညာတို့နေရတာနေပုံမိမ့်မှန်နေနေရသွားတယ်ဒါတာရုခေါ်လဲရလို့ရှိရင်အဲ့လိုပြောင်းလဲမှုတွေရှိတယ်ဒါတွေကိုလူတွေကမမြင်နိုင်ဘူးပေါ့နော်ဒါတွေမမြင်နိုင်ဘူးတကယ်တော့သူတို့ကတချို့ကျွတ်သွားတယ်လို့ပြောတာတေသွားတာမဟုတ်ဘူး จွตွားတယ်ဆိုတာဆင်းရဲဒုက္ခကနေလွတ်သွားပြီးတော့သူ့ရဲ့ဘဝအခြေအနေတိုးတက်သွားတာကိုပြောတာတာခေါ်လိုက်ရရင်တာခေါ်လိုက်တဲ့ကုသိုလ်ကြောင့်သူဟာစားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်နေစရာတွေရသွားတယ်ရုပ်ရည်ရူပကာယတွေချောမောလှပသွားတယ်အဲ့ဒါတိုးတက်ကြီးပွားသွားတာဘာနဲ့ဥမာတူတော့ဆိုလို့ရှိရင် ်ဒီပြောလိုက်တဲ့ပုံကိုတရားစူကြီးပေါင်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီဒီဘုရားစီကနေပြီးတော့ညဝဲတယ်ချမ်းဝဲတယ်တိုက်တယ်တယ်ကာစိတ်နိုင်တယ်အဝတ်စားတွေဝယ်ဝတ်တယ်ဆိုတော့တော့ရုပ်ဆိုးကြည်တန်နေတဲ့လူပင်ဖြစ်စေကမူတင်းတော်တင်းနေလူရဲ့အမြင်ထဲမှာလှပလာတာပဲအဲ့ဒါလို့ပဲ တာရုခေါ်လိုက်လို့ရှိရင်တော့ကြိတ်တာတဲ့ပုံကကြိတ်တာတွေဟာအမတမတိုးတက်ပြီးတော့သွားကြတယ်နဝတ္တဇာရိရလို့တိုးတက်ကြီးပွားသွားကြတယ်အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာသုံးဖို့ကောင်းမှုနဲ့မကောင်းမှုဆိုတယ်အမတမကွာချားတယ်မကောင်းမှုတွေရှိနေသည့်အတွက်ကြောင့်မကောင်းမှုရဲ့အကျိုးကိုခံစားနေရတဲ့အချိန်မှာ ိဋ္ဌဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာစားเสียရလည်းမပြည့်စုံဘူးဝတ်เสียရလည်းမပြည့်စုံဘူးနေเสียရလည်းမရှိဘူးတာရုခေါ်လိုက်လို့ပဋ္ဌာန်ဥဝရဏကုသိုလ်ပြုခွင့်ရလို့တာတုလည်းဝမ်းမြောက်ဝမ်းသာခေါ်လိုက်ခေါ်လိုက်သည်ချားမဲ့မှာပဲသူတို့ဘဝကြီးအကြီးကျယ်တိုးတက်ပြောင်းလဲသွားချမ်းသာဒုက္ခတွေရသွားတယ်ဒီလိုဆုံးလို့လားเนาะဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့တိရောကုဋ္တတုတ်ဆိုတာဖြစ် ဒီတော့ဂုတ္တသုတ်မှာမြတ်စွာဘုရားကဥပမာနဲ့ဟောထားတယ်။အုံနမေဥဒကံဝုတ်ထံယထနေနံပဝတ္တတိဧဝမေဝဣတောဒိဏံပေတနာဥပကဝတိ။ကုံးမြင့်မော်ရွာချလိုက်တဲ့ရေးတွေဟာနေရကိုဒလဟောစီးဆင်းသွားတယ်လို့ပဲတဲ့။တရားနေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယေရှုပြီးအမြတ်တမ်းပေးဝေလိုက်လို့ဟောတာရုခေါ်လိုက်တာနဲ့တပြိုင်တည်းသူတို့စီကုသိုလ်တွေ တလုံးတဝါကြီးအပြည့်စုံရောက်သွားတယ်လို့ချက်ချင်းရောက်သွား